အာနာသိစစ်တပ်ကိုအကြမ်းဖက်တာတွေချက်ချင်းရပ်ဖို့ဒေါ်ဆန်းစုကြည်အပါအဝင် ထိတ်သိမ်းခံထားရသူတွေအားလုံးကိုအမြန်ဆုံးလွှတ်ပေးဖို့နဲ့ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုမြင်မြန်ဆက်ဆက်ပြန်ထူထောင်ဖို့ဂျပန်နိုင်ငံအနေနဲ့တိုက်တွန်းမယ်လို့ဂျပန်နိုင်ငံသားရဲတူဝန်ကြီးတာကူမမီယာကြီးကပြောပါရယ်အော်တိုဘာလ10ရက်နေ့လကမြန်မာဒီမိုကရေစီအရေးကိုထောက်ခံအားပေးတဲ့ပါတီလွှတ်တော်အမတ်များတမကအဖွဲ့ရဲ့မြန်မာအရေးနဲ့ပတ်သက်ပြီးတောင်းဆိုစာ ပေးအပ်မှုကိုလက်ခံတွေ့ဆုံခဲ့ပြီးဂျပန်အစိုးရရဲ့သဘောထားရ က်တစ်ချက်အနေနဲ့အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်ဒါပြေဒူဝင်ကြီးကဂျပန်နိုင်ငံအနေနဲ့မြန်မာပြည်သူပြည်သားများအားဓာတ်ရိုက်အကျိုးပြုမဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုဆက်ပေးမှဖြစ်ပြီးနိုင်ငံတကာအသိုင်းအဝိုင်းနဲ့ပူးပေါင်းကမြန်မာအရေးကိုဖြည့်ရှင်းဖို့ဆက်လက်လှုပ်ဆောင်သွားမယ်လို့လည်းပြောပါရယ် ဂျပန်လွတ်တော်အမတ်များတမကအဖွဲ့ဟာစက်တင်ဘာလ30ရက်ကကျင်းပတဲ့နှစ်ပတ်လည်အထွေထွေညီလာခံမှာဂျပန်နိုင်ငံဆိုင်ရာမြို့သားညီညွတ်ရေးအစိုးရ NGO ကိုစလဲဥစောပါလသိမ်းတဲ့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေရဲ့ဆွေးနွေးချက်တွေအပေါ်အခြေခံပြီးမြန်မာနိုင်ငံဒီမိုကရေစီအသွေးကူးပြောင်းရေးအကောက်လာစေဖို့ဂျပန်အစိုးရကိုတောင်းဆိုတဲ့ပူရဲတောင်းဆိုစာကိုဂျပန်နိုင်ငံသားရဲ့ဒီဝန်ကြီးကိုအောက်တိုဘာလ10ရက်နေ့ကပေးအပ်ခဲ့တာဖြစ်ပါတယ် အဲ့ဒီတောင်းဆိုစာထဲမှာအာနာသိစစ်တပ်ကလုံးမဲ့တရားမဝင်ရုပ်ကပွဲကိုဂျပန်အစိုးရအနေနဲ့လက်မခံဘူးလဲပါရှိတယ်လို့သိရပါတယ်ရှင်။